းပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျွန်မဒီနေ့ဖတ်ပြမှာတော့စာရေးဆရာမခင်ခင်သူရဲ့အကြီးနဲ့ကြီးတော်ဆိုတဲ့ဝိထုတူလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်။အကြီးနဲ့ကြီးတော်။လွန်ခဲ့သည့်သတင်းကြလတွင်ဥကြောက်လုံးသည်ခေါင်းခဲ၍အကျော်ချင်တွေကြိုက်နေလေသည်။ဥကြောက်လုံးက အနှိတ်တဲဆေးဆရာခေါ်ဖို့ပြော၏။အကြီးစိမ့်ကအမိတ်ကိုမနာခံပဲမိမိကိုယ်တိုင်နင်းနယ်ပေး၏။ ကိုရဲ့မျက်စင်းကိုအတင်းခတ်သောကြောင့်ဦးကျော်လုံးသည်ကုန်းအော်ရလေသည်ဆေးခါးကြီးတိုက်သည်ဖြင့်ပြို့ရပြို့ရသာလာလေ၏အဖျားယောကလည်းအကြီးစိန်အားကြောက်သောကြောင့်မြန်စွာထွက်ပြေးလေ၏ဦးကျော်လုံးသည်ကိုရဲ့စိန်နှင့်ဆေးခါးကြီးကိုကြောက်သောကြောင့်နောင်တသွင်းနဲ့တကူဘယ်တော့မှမဖျားပါစေနဲ့ဗျာဟုဆုတောင်းမိလေသည်တို့ဖြင့်ပစ္စည်းရှိတော်မရမှ ချမ်းသာခြင်းပျော်ရွှင်ခြင်းများကိုရှာဖွေသောဥကြောင့်လုံးသည်မိုးကုတ်ဆက်ဝိုင်းကိုသွားနေသော သူကဲ့သို့နီးမလိုလိုနှင့်ဝေးခဲ့ရလေသည်ကျမကြင်ညိုလေးစားသောဆရာသိန်းဖေမြင့်ဤစာရီကိုဖတ်ရာတိုင်းတိုးတိုးနှင့်ထိမိအောင်ရင်းနိုင်စွမ်းသောဆရာပါရမီကို လေးစားရမည်ဖြစ်သည်ဆရာသိန်းဖေမြင့်ဤငါလင်နှင့်ငါငွေဝတ္ထုကိုဖတ်မိသည့်ခါတိုင်းရွာကကျမ၏ကြီးတော်တော်ကျေးကိုလည်းတဆက်တည်းလိုလိုတတိယနေမိတတ်သည် ဆရာရေးပြတော့အကြီးစိမ့်ဇက်ကောင်ဖွဲ့ပြီးပြင်းပြောင်မြောက်တော့ကြောင့်ကျမမှာကြီးတော်ကျင်းနဲ့တူလိုက်လေချင်းဟုရလေအမြဲအောင့်မေ့နေမိပါသည်ဆရာဇက်ကောင်အကြီးစိမ့်သည်ပစ္စည်းဥစ္စာချမ်းသာကြော်ဝတော်လဲလင်းတင်မုတ်ဆိုးမတူဖြစ်သည်လေတော့ရာတော့ဧကအတော်များများကို ပိုင်ဆိုင်သူဖြစ်သည်တရွာတဲ့နေလူစင်းရဲများကို သူ့ရာကထွက်သည်ပေးပေးနှမ်းပေးအကျွေးပေးတတ်သည် ငွေလိုသူတို့ဖို့ငွေလိုရင်တစ်ဆယ်ကိုတစ်ချက်တိုးဖြင့်ချင်းကားတော်မြည်ရှင်လဲဖြစ်သည် ပေးစဉ်ကအကြည်တသာပေးတတ်တော်လဲအကျွေးတောင်းရမှာတော့လွန်စွာရက်ဆက်သူဖြစ်သည်ချီထားသမျှငွေကြေးပြန်မရဘူးဆိုရင်တော့ကျွေးယူသူစီကလဲနွားအိမ်တို့ကိုတိမ့်လေရှိသည်အကြီးစိမ့်ဤခင်မွန်ဥငက်ကြီးနှင့်ပေါင်းတင်ခဲ့စဉ်ကတာသွီမီယာကဲ့ဥငက်ကြီးဆုံးပါ၍ တဦးတဲ့နေရာတီဘွားမှာအာကိုအားထားပြုခြင်း၍တပင်လဲမှုတပင်ထူခြင်းလှတော်လဲသူပိုင်ပစ္စည်းဥစ္စာတွေထိပါလာမှာဆိုသဖြင့်မထူပြစ်ခဲ့ထိုးတစ်ချိန်ထဲမှာတရွာတဲ့နေမုတ်ဆိုးဘူကြီးဦးကြောက်လုံးဒီလဲအသက်90အရွယ်ရှိသည့်တိုင် ဥပုပ်တင်စောင့်သွားရာတွင် ရရွတ်မိသူလိုသေးဤဟုနှလုံးသွင်းထားသူထိုအခါ ပစ္စည်းဥစ္စာလည်းရှိအရွယ်လဲတော်သေးသည့်အကြီးစိမ့်ကိုရအောင်ပိုးယူပြီးပိုးစားတာကောင်းဖြစ်အသာဆန်ဖို့ကြံခဲ့၏သို့သောတကယ်တမ်းအိမ်အောင်ပြုပြစ်ကြတော့လဲအကြီးစိမ့်ကထင်သလောက်ခရီးရောက်သူမဟုတ်ဦးကြောက်လုံးကိုမသေးုံတမဲခိုင်းစေပြီးစစ်စစ်ကုတ်ကုတ်သုံးစေ၏အကြီးစိမ့်ကိုယ်တိုင်လည်းထုံမူတိုင်းကျင့်သုံးသည်အကြီးစိမ့်နှမျောလိုက်ပုံကဦးကြောက်လုံးဖျားရမှာပင် ရွာဆေးစရာခေါ်မကူပဲကိုတိုင်ဓာတ်ကြမ်းကင်ကုတာချင်းဖြင့်ဆေးဘွားကချွေတာသူဖြစ်သည်တကြိမ်မှာတော့ဥကြောက်လုံးဤတူကန်ထိုက်ကငွေတရားချီးသည့်ကိုအကြီးစိမ့်ကခါခါတီးတီးပဲချလိုက်ကန်ထိုက်ကလည်းလူစင်းရဲ့ဘွားကိုစိတ်နာနေရသည်ကြားတဲ့အကြီးစိမ့်ဤနှမျောတွန့်တုံမှုကြောင့်အိုးရွက်ကိုစလောင်းရွက်ဖြင့်ပိတ်အံ့ဆိုသည့်သဘောဖြင့်ဓမြတိုက်ဖို့ကြံစီလေသည်ဓမြတိုက်သည့်ညက အဖေါ်နှစ်ယောက်နဲ့အတူအီးစိမ့်အိမ်ကို ဝင်စည်း၍ဥကြောက်လုံးကိုကျိုးနှစ်တုတ်ခါအီးစိမ့်ကိုဓာနှင့် မိုးထားလေ၏အီးစိမ့်ကိုဓာဖြင့်ရွယ်ပြီးငွေ9000တောင်းရအီးစိမ့်ကဗျာမှမရှိပါဘူးမပေးနိုင်ပါဘူးဟု တွင်တွင်ကြီးညင်းလေ၏ဓမြကလည်းစုတ်ချုံသောဓာဖြင့်တင်ပခွက်ကိုစွတ်ခနဲထိုးလေ၏အီးစိမ့်ကမရှိဘူးလို့ကြီးဘူးခန့်နေ၏ထိုအခါဓမြက တခြားတင်ပခွက်ကိုထပ်တွက်ပြန်လေ။အကြီးစိမ့်ကသေးပါပြီ။အော်ယုံကလွဲလို့ချူးတပြားမှမထွက်။ဓမြကတပြားဖြင့်ကြောကိုတပြန်းပြန်းရိုက်။ဒူးဖြင့်ကြောကိုတိုက်။တရိုးဖြင့်နှစ်ဖူးကိုကိုခနဲ့ဆော့စသည်ဖြင့်ညီမျိုးစုံနှိပ်ဆက်နေ၍မေ့သွားမလောက်နာကျင်လှတော်လဲ။အကြီးစိမ့်ကတစ်ချက်ကလေးမှပေးစကားမဆို။ကဲ။ဒင်းဒီလောက်တောင်ရှိလာတာသေပါစေတော့။ နှစ်ယောက်လုံးတက်ပြစ်မယ်။ကြောက်လုံးကိုဖမ်းခဲ့။ငွေ9000ပေးမှလွတ်မပေးရင်တက်ပြစ်။ဟဲ့အကောင်ပုံးမကြီး။နင့်လင်းတက်ပြစ်တာခံမလား။ငွေပေးမလား။ချင်းနေကတင်းမာလာခဲ့သည်။ငွေမထွက်လျင်တက်ပြစ်မည်ဟုဆိုနေပြီ။သို့တော့အကြီးဆိုင်ကလည်းတက်တော်မှတက်စေတော့ငွေတော့အထီးမခံ။ဦးကြောက်လုံးကိုဘာပဲလှုပ်လှုပ်ခံယုံမှာပဲ။ငွေတော့မရှိပါဘူးဟုဆိုကငိုလေ။အကြီးဆိုင်က လင်းနဲ့ငွေဘယ်ဟာဖိုးတန်တယ်လဲလောကမှာလင်းရှိလို့ငွေရနိုင်တာမဟုတ်ဘူးငွေရှိရင်လင်းလိုချင်တလို့ရနိုင်တာပဲငါလင်းနဲ့ငါငွေငါငွေကဖိုးတန်တယ်ကြောက်လုံးကိုတက်ယုံမက မီးဖုတ်ပြီးစားစားဟုတွေးလေသည်မယားဤစိန်ကားပုံကိုဦးကြောက်လုံးကိုယ်တိုင်ကြားသည့်အခါနာကြီးလာစွာဖြင့်အကြီးစိန်တွင်မြုပ်ထားသောငွေတွေရှိကြောင်းဖော်လေတော့သည်ဓမြတွေကဖမ်းသွားပြီး ဝင်မြုပ်ထားသောနေရာကိုအပြခိုင်းရာလိန်ပြောသဖြင့်ဓမြများကဓားဖြင့်မှုံးပြန်လေ၏အကျွတ်တတ်ချင်တတ်မပြောဘူးအကြီးစိမ့်ကတင်းမာစွာပြောပြီးဓမြများအသက်ကိုခံသွားခဲ့သည်ဆရာသိမ့်ဖိန်မြင့်ဤဝိထုကိုအကျဉ်းဖော်ပြခြင်းဖြစ်ပါသည်လောကတွင်ဒီလိုလူတွေလည်းရှိပါလားဟုကျွန်မတွေးနေမိသည်ထူးဆန်းလာသည်မပြောတာတော့လေလူသက်နှင့်လဲယူခဲ့သောလောဘစိတ် တွန့်တိုစိတ်ကတော့အမှတ်ထည်တင်ရှိရပါသည်ကြီးတော်ကျင်းမှာ ကျမအမေဤညုံမဝင်းခွဲဖြစ်သည်အကြီးစိန်ကဲ့သို့ပင်ပစ္စည်းရှိမုတ်ဆိုးမတယောက်ဖြစ်ပြီးအကြီးစိန်လိုပင်သားသမီးလည်းတကောင်တမီးမှမရှိကြီးတော်ကျေးသည်ရွာလယ်မှာခြံကြီးဝင်းကြီးနှင့်တူရဲနေထိုင်ပါသည်ကျမတို့မျိုးရောက်ကြလို့တစ်နှစ်တစ်ခါရွာပြန်တိုင်းတယောက်ထဲနေရှာတော့ကြီးတော်ကြီးထံမရောက်ရောက်အောင်အလဲသွားရမည် ကြီးတော်အိမ်မှာထမင်းစားမြဲအလွန်နှမျောတတ်ရှာသူဆိုတော့လေမျိုးကရောက်လာသည်တူမမို့တကူးတကန့်စားရခြင်းဖြစ်၏။ဤနန်ကြီးတွေမဲနေသောနှစ်ထပ်ပြင်အောင်အိမ်ကြီးကိုပိုင်တော်လဲကြီးတော်ကထိုအိမ်ကြီးပေါ်ဘယ်တုန်းကမှတက်မနေ။အိမ်ကြီးနှင့်မလန်းမကန်ခြံတောက်မှာ ရကန်တဲကလေးထိုးကနေခဲ့သည်ပင်နှစ်တွေကြာလှပြီ။ရကန်တဲကလေးကတဖက်ရက်သားသားမြေဆိုင်တဲကလေးဆိုတော့ကြီးတော်ကြေးခတ်သည့် ရက်ကန်းစင်ကလေးတစ်လုံးနှင့်ကုပစ်တစ်လုံးစာချတာရုံပဲရှိသည်။သမီးဟင်းချက်တော့တဲဘေးမှာခတ်တိန်တိန်တူထားသောမြေကျင်းကလေးနဲ့ဆင်းချက်လေးရှိသည်။သမီးဟင်းချက်တော့တဲတဲကကုပစ်ဘေးခင်းထားသောသစ်သားချမ်းစပွဲကုံလေးပေါ်တင်ထားလိုက်သည်။စားကျင်တော့ဇလုံးကလေးတဲ့ခုထက်ကပုံစားသည်။ရွာကိုရောက်လို့ကြီးတော်ကျေးအိမ်သွားတိုင်းဒီပုံစံကပြောင်းလဲသွားသည်မရှိ။ရွာကဆွေမျိုးတွေက ကျမရွာရောက်တိုင်းကြီးတော်ကျေးစီဝင်ဖို့တိုက်တွန်းကြသည်တို့တော့မစားရပါဘူးအေးနှမျောလိုက်တာလဲလွန်ရောမိဘများထားခဲ့တဲ့ရွှေတွေငွေတွေနေရောလားညီချော့ချက်မေးကြည့်စမ်းဟဲ့လို့ပြောတတ်ကြသည်ကြီးတော်ကျေးကလည်းဒါကိုတိပုံရသည်ရောက်ကောင်းစေစကားတခွန်းတစမှမထွက်ကြီးတော်ကျေးလို့ခြံဝါကအတန်ပြုတ်လိုက်ရင် ရကန်းတဲကလေးတဲကယာယီပြာယာပြေးထွက်လာတတ်သည် ကျမတို့လိုတမျိုးတရာရောက်တူသားနောင်မယ်တွေကိုတော့မျောလဲမျောချစ်လဲချစ်ရှာပါသည်သို့တော့ဒီထက်တော့တလက်ဆွန်းတလက်ဆုပ်လက်ရောက်ချင်သူမဟုတ်မထုမတူမှာဘယ်တော့ရောက်တော့ညီမေမပါဘူးလားကြီးတော်တလောကနေမကောင်းလိုက်တာအေးပြည့်ရပြီကိုမှတ်တာတေးလို့မဖြစ်သေးပါဘူးလေဆိုပြီးအသက်ပြန်လှထားတာအေး တင်မင်းနဲ့လူရတာဆိုတော့လက်ပန်းကိုကြခဲ့ရောကြီးတော်စကားကြောင့်ကျမရေရပါသည်ဘာဆေးမှလည်းဝဲတောင်းမိသူမဟုတ်တာကျမသိသည်မဖျားမနာခံနိုင်ရောလားအင်းကြီးရဲ့လို့ဘယ်တော့မှဝတ်မထားလက်ဖြစ်ဖြင်းချမ်းထမင်ရင်ရှားကြီးနဲ့စီမလူသော ပြောင်းမှုမွေးစပင်ငုတ်စီကိုစရုံးတေးတေးကလေးမရရအောင်ထုံထားတတ်သည်အုံးစီဝဲလူဖို့ဆိုတာဝေးရော ကျမတို့လိုမျိုးရောက်ဆွေမျိုးဧည့်တွေရောက်သွားလင်တော့ကြီးတော်ကျေးကသူပိုင်နှစ်ထပ်ပြင်တော့အင်ကြီးပဲဆွဲခေါ်သွားကဧခန်တရှာပါသည်အင်ကြီးကကောင်းလာတော့လဲဖုန်ထူလေသည်ထိုင်တော်ရှင်ထူးထူးတို့ညီเจ้าဆရာလာကဘလောက်ရတော့ငါတူမကိုလာကကိုစားဟဲ့လင်းမယူနဲ့ငါကယူကြည့်ဘူးလို့ပြောတာပစိုးပိုင်ကြီးတထဲဖြင့်ဖုန်ထူးတက်နေတော့တန်ရာတွေစပွဲတွေကို တဖြန်းဖြန်းရိုက်ခါရင်းကပြောနေခြင်းဖြစ်သည်ជីတော်ကလည်းမဟုတ်သေးပါဘူးជីတော်ကြတော့ယူပြီးဟဲ့ငါကယူပြီးလို့ပြောတာဖဲ့နေအေးကို့လုံစာလင်းဖဲ့ကျွေးရမယ်လို့ညိနေအသားမပါလိုက်တာကျမကတော့ជីတော်ကိုပြုံးကြည့်နေလိုက်ပါသည်ဖုံမစင်သေးသောခုံတန်းရတလုံးမှာဝင်ထိုင်လိုက်ရင်မျိုးလက်ဆောင်တွေကိုဖုံပေစပွဲပေါ်မှာပဲအသားချကာကြတော့ရတော့သည် ။စူတွေကတော့တတိကြီးပေးရှာပါ၏။စူတော့အများပြန်အပေးနိုင်နဲ့။ပတ်စံမကုန်ဘူးခဲ့။ကျမမှာရည်နေရတော့သည်။အမေကိုလည်းမေးရှာပါသည်။ကျမကအမေရွာမလိုက်နိုင်ကြောင်းပြောပြရ၏။ဟုတ်ရှာမှာပဲ။ငါညမကငါတိတ်ခင်တာ။ရွာမှာနေတုန်းကတို့ကပွဲကြည့်ပဲ။ပဲနှုတ်ဖက်တွေဟိုးအေးရဲ့ညီမေကမြို့သူဖြစ်သွားတော့ဝေးသွားကြတာပေါ့ ဗဇက်ကလည်းအော်ကြီးအော်လောင်ပြောရင်ရကန်တဲကလေးနဲ့နှစ်ထပ်ပြင်နောက်အိမ်ဧဇပွဲရှိရာကူးကဲခောက်ကဲကူးရင် ရှိတာနှင့်ဧကန်သည်ရင်နွေးလင်မန်းကလေးချရင်နွေးမြည်စရာမြေပဲထညက်ခဲတော့တေစာလေးချနှင့်တောက်တဲ့တောက်တဲ့လုံနေတော့ကြီးတော်ကြီးကိုကျမချစ်သည်အသက်80ပျော့ပျော့ရှိသည့်အထိတော်လက်ချက်ချသူဖြစ်သည်အသက်ရွယ်ရပြီဆိုတော့လဲတောနေတောထိုင်ပြီးပြီးဘူဒီပတ်တီနိုင်လှပါသည် လူကဖြောက်ဖြောက်ကလေးဆိုတော့ခြီโจခြီကြရက်ကန်းလုံးကလေးပြေးနေသည်နှင်လွားကနေလွားကနေမောသည်လို့လည်းမရှိကြီးတော့အခုရက်ကန်းရက်တုံမဲ့လားနားပါအောင်တော့ရက်ရပါတကောငါတူမရဲ့မရက်လို့ညီရရှာကျွေးမလားကြီးတော့ရက်ကန်းမှမရဲ့ဘဲငွေနဲ့သွားစားရတော့တို့တော်သူတောင်းသားများတေးမအလုတ်ရက်ရတာပါအေးမလှုပ်မြုပ်ကြော ပြောင်းမှုဖက်လိတ်ကြီးမင်းငော့တောက်ရင် ပြောနေတော့ကြီးတော်ကျေးကိုကြည့်ရင်ကျမတနာလဲတနာသည်ကြီးတော်ကျေးဒီလောက်လူဆင်းရဲခံကအလုလုဆရာ မလိုမှန်းကျမသိပါသည်ဒီနှစ်ထပ်ပြင်တော့အိမ်ကြီးဤခစ်ကာလာတန်ဖိုးကပင်ကြီးတော်ချမ်းသာကြောင်းနမိတ်ပုံမဟုတ်လားရင်းနေရဝနေတော့ရှေးအိမ်ကြီးဖြစ်သည်နှစ်ဖူးစီပန်းများပင်လှပစေရှိကြသေးသည် ကျွန်းနိုင်လုံးကြီးများကလည်းလူတစ်ဖက်စာလောက်ရှိသည်လေးပင်သုံးခန်းဆိုတော့ကြီးလိုက်သမှအပေါ်ထက်တဲ့သည့်လေကားကြီးကိုဖြုတ်ပြီးခြံနောက်ကမကြီးပင်မှထောင်ထားတာတွေ့ရသည်ပြင်အောင်ပြင်ခင်းသူ့မိုးအိမ်ကြီးအပေါ်တက်ကိုကြီးတော်ကိုယ်တိုင်ရောလူသူလေးပါးပါမတက်ဖြစ်ကြသည်မှာနှစ်တွေကြာရောက်မည်အောက်ထက်ကတော့တောင်ဘက်နှင့်နောက်ဘက်မှဝါထင်ရံများကာထားတော်လဲကြံသည့်နှစ်ဖက်မှာတော့ ဟင်းလင်းဖွင့်ထားပါသည်အိမ်ရှိဖနှက်ချွတ်နှင့်နီးသောမြေပြင်ပေါ်မှလည်းဒီတိုင်းပြစ်ထားသောတန်ရခုံနှလုံးနှင့်ဇပွဲတစ်လုံးသာအိမ်ကြီးအဆောင်အယောင်ဖြင့်ငုတ်တုတ်ကြီးရှိနေကြပါသည်ကြီးတော်ကြီးကရှိဟောင်းနောင်ဖြစ်တွေကိုငိုတလှဲ့ရည်တခါပါဇက်ဖြင့်အက်ခံရှာ၏ကြီးတော်ကငေးကြည့်ရင် အမေမကြမကြပြောခဲ့ဘူးသောစကားကိုလည်းအမှတ်ရမိပါ၏။အမတ်ကြီးက ရကန်းခတ်မှာစားရတဲ့ဘဝမျိုးမဟုတ်ပါဘူးတမီးရဲ့ဒိုးတီးတဲ့လောက်သူ့မှာပစ္စည်းတွေနည်းမှမနည်းတာဒါတွေထုခွဲရောင်းချစားရင်တောင်တက်တက်စားကုန်နိုင်ကြမရှိပါဘူးအေးသူ့မေးတော့လဲဘာမှမရှိတော့ပါဘူးအေးလို့ကြည်ပြောနေတာကြားရတာပဲရွာကလည်းမယုံပါဘူးအမေလည်းမယုံဘူးဒီမှာကတော့ကြီးတော်ကြီးအကြောင်းတွေကိုစိတ်ရောက်နေမိလေသည် ကြီးတော်ကျင်းငယ်ဘွားကိုကျမတို့နောက်ပေါက်တူတူမတွေမမိလိုက်ကြတော့လဲမိလိုက်သည့်သူတွေပြောပြသမျှကိုတော့ကျမတို့မကြားချင်မှအစုံကြီးတော်ကျင်းကြီးအမေဖွားလေးပုံနှစ်ကျမအဖွားတို့ကညီမရင်းခောက်ခောက်ကြီးကြီးဖြစ်ကြသည်ဖွားလေးပုံနှင့်သမီး၃ယောက်ရှိရာကြီးတော်ကျင်းကအကြီးဆုံးသမီးကြီးတော်အေးနဲ့ကြီးတော်ခွေးတို့ကညီမအငယ်တွေဆိုတော့လေကြီးတော်ကျေးလောက်အသက်မရှိခဲ့ကြညီမ၃ယောက်ကိုဖွားလေးပုံကမျက်စိမမိတ်ခင်ရှိသမျှပစ္စည်းအညီမျ ရာစုတိုက်ဝေဘုံခွဲပေးခဲ့ပြီးသားဆိုတော့ဒီအိမ်ကြီးနဲ့ဒီပစ္စည်းတွေကကြီးတော်ကျေးရလိုက်ပြီးခွဲတန်းဖြစ်သည်။မမကြီးငငယ်ကတိတ်ချောတာ။အုပ်စဘောရုပ်ချောဆိုပါတော့အေး။ဟိုရွာဒီရွာကခေါင်ဆိုတဲ့လူတွေကလိုချင်လိုက်တာမှဝိုင်းဝိုင်းလဲလို့မမကြီးကနင်းစိတ်သားစိတ်ရှိပုံမရဘူး။အင်မတန်အနေအေးတယ်။သူ့ဟာသူများတော့ရှိမှန်းတော့မသိရဘူး။ဖွာလေးပုံက ိုပတ်အောင်နဲ့ပြီးစားတော့အမေတို့အိမ်လာငိုရှာတယ်။ဘဝအချိုးပေးထင်ပါရဲ့စီးပွားကလည်းဖြစ်လိုက်ကြတာမှအိမ်သာချင်းတူရကငွေတင်းကားလေးအိုးလိုက်တွေးကြသေးတာကြည်ကြည်တက်ပေါ့အေးတို့ပြိုတော့ကပွဲလန်းသပင်သွားเสียရရှိ မမကျေးစီကငားရန်ဝစ်ကြရတာအဝိစားဆိုရာများတန်တစ်တာပေါ်လူတက်ဖိမှပြိလို့ရတယ်အမေပြောပြတဲ့လောက်ကြီးတော်ကျင်းမှာရွှေလက်ဝက်လက်စားတွေကိုကဒီဘက်ခေတ် လက်တိုးခြင်းနှုတ်မှုဘူးနှင့်နှစ်ဘူးအပြည့်အစုံဟုဆိုပါသည်သတိလက်ကောက်ကြံစစ်လက်ကောက်ငကလိန်လက်ကောက်ကွင်းကြီးတွေဒေါင်းပရက်ခွက်ပုံစံကျိုးတန်ကွင်းဆက်ကျိုးတွေမောင်နှံခွနဖောအုတ်ပုံလက်စုပ်ကွင်းကြီးတွေငင်းစီခြင်းထိုးကြောဘရင်ကောင်းဝေလာကောင်းငါမူသားတစ်ချက်သားအပြားကြီးတွေရွှေနှင်းစီကျဲသည်ကြောက်ကျဲသည်တွေစသဖြင့်ဆုံနေအောင်ရှိသည်ဆို၏အလှမင်္ဂလာပွဲရှိလို့ကတော့ ြိုတွေ၁၄၅ရောက်လောက်မမကျေးစီကငှားဝစ်ကြတာဝိတူကမဝစ်နိုင်ဘူးသူကိုယ်တိုင်ကတော့လားငကတ်တောင်ကြီးကြီးမပန်ဘူးဝိစားလဲဒီလိုပဲရိုကိတ်လုံးကြီးပိုးလုံးကြီးဘန်ကောက်လုံးကြီးတွေကကြီးမသိသလောက်ချီဆုံးအယောင်ဆုံးအကွင်း၂၀အစိတ်ရှိတာအလှလိုက်တော့တရက်ထဲလုံးကြီးလေးနဲ့လိုက်ချင်လိုက်တာပဲဘယ်နဲ့မိမလဲပြောတတ်ပေါင်အေးကြီးတော့ကြေးခင်မွန်း ဗာကြီးအောင်ကိုတော့ကျမမိလိုက်ပါသေးသည် ကျမတို့ကလေးဘွားရွာမနေစဉ်ကဗာကြီးအောင်ကထမင်းခေါ်ခေါ်ကြွေးတတ်သည်ကြီးတော်ကြီးအေးသလားဗာကြီးအောင်ကဟောင်းဖွာဖွာနေတတ်သည်သဘောမနှောကောင်းသည် သူကိုယ်တိုင်တားရှာငားရှာ သူကိုယ်တိုင်ချက်ပြုတ်ကြွေးသူဖြစ်သည်ထရေကလေးတောက်ချင်တာကြက်ကလေးလောင်းချင်တာလောက်ကလွဲလျင်အလွန်ချစ်စရာကောင်းသည်တာသမီးမရှိရှာတော့ဆွေကလေးမျိုးကလေးအလွန်မဆက်သည် ူဝိုင်းထဲမှာပဲအစော့ခိုင်းပြီးသူပါကလေးတွေကစားတဲ့အထဲဝင်ပါခြင်းပါတတ်သည်ကြီးတော်ကြီးကဘာကြီးအောင်ကိုအမဲဆူဆူအောင်းအောင်လှုပ်တတ်တာလဲကျမမှတ်မိသည်ဘာကြောင့်မှန်းတော့မသိကိုဘအောင်တော်ကခရေကလေးမှုလိုက်ကြက်ကလေးလောင်းလိုက်နဲ့တုတ်ကိုတော်ပခန်းမင်းမြတ်မှတ်နေလားပခန်းမင်းကလူစန်းကတော်ကရောင်၆၀ကျုပ်ပစ္စည်းတွေတော့စိတ်နဲ့တောင်ထိဖို့မျက်စောင်းမခဲနဲ့ဒီပစ္စည်းတွေကကျုပ်မိဘပစ္စည်းတွေတော့လက်ထက်ပွားဆိုလို့အတူတချောင်းတော့မရှိဘူး အဲ့ဒီကလေးကဒေါ်ကြီးကျေးကပစ္စည်းတွေကို ဖွက်ထားတော့တာလို့ပြောကြပါတယ်။မာကြီးအောင်တသက်လဲဘာမှဖြစ်လောက်အောင် သုံးစားသွားခဲ့တာမမြင်ခဲ့ပါဘူး။သူ့လိုကိုလိုလောက်ပါပဲ။မာကြီးအောင်ဆုံးတော့ကြီးတော်ကျေးကရာလုတ်ကိုင်းလုတ်တွေကိုဖျက်ပစ်ခါအိမ်ဝိုင်းကလေးတဲ့ရက်ကန်တဲကလေးထိုးကရက်ကန်ခတ်စားတော့သည်။မနဲ့မိုးလင်းလို့ဆုံးခံကိုရင်ကလေးကိုစွန်းစွန်းဟင်းနေ့စဉ်လောင်းနာကလွဲလို့ဥပုပ်တည်င်းလည်းမရှိ။ လက်တူလက်တောင်းရဲ့လို့လည်းမခေါ်အဖော်နေပေးပြရစီဆိုတာလည်းလက်မခံတခါတော့အမေကမေးတယ်မကြည့်ညီးပစ္စည်းတွေရောဘာပစ္စည်းမှမကြံပါဘူးငါညမရဲ့ကိုဘအောင်ဖြုံးသွားလို့ဖြူကပြားကကြပါပကောငါမှအင်းကြီးငုတ်တုတ်ကလွဲလို့ဝစ်ထားတဲ့ထမိန်တောင်အထက်စင်မတက်နိုင်ပါဘူးအေးမိုးကြိုးပြည့်ရပါစေရဲ့ကြည့်တော့ကြေးကအချိန်တွေရောအတွေ့တွေရောစုံနေအောင် ဖြူစုခါတတ်တော့လဲရုံရဖို့တော့ခက်သည်ဘာသဘောဘာရွယ်ချက်မှန်းလည်းမသိကြီးတော်ကြီးကတော့အเจ้าစိုက်တိုင်းရက်သေးရွာတဲ့ဒီတန်ကိုပဲတွင်တွင်ကြီးလွှင့်နေတော့တယ်သူကလွှင့်လေရွာကမယုံလေမဟုတ်တာပြောတာပါအေးဘယ်နဲ့ဘာအောင်ဖြုံးသွားရမှာလဲဘာအောင်ဖြင့်ရွှေတမှုသားရောင်တုံးသွားတာမမြင်ဘူးပါဘူးမိကြီးကဓမြတိုက်မှာဆိုလို့အတန်ကောင်းလွှင့်တာနေပါမဟုတ်တာဟဲ့ ရွာကတော့ဘိုးတင်လိုလူကြီးကဆဘသူကမှကြီးတော်ကြီးစကားကိုအတိမတ်မပြုတ်ကြကြီးတော်ကြီးကလည်းအပြောနဲ့အလုပ်တထက်သေးကြအောင်လုတ်ကင်စားတော့နေထိုင်ပြတော့လဲဘသူကမှလည်းကြက်တော့မတက်ဝော့ကျမတို့လိုဝမ်းခွဲတူမတွေမပြောပါနဲ့ညီမနှစ်ယောက်ကမွေးတော့တူတူမအရင်ခောက်ခောက်ကြီးတွေကိုပင်တပြားမကြပဲသုံးလုံးပြစ်ထားတတ်သူဆိုတော့ဝေခွဲရခက်ကြသည်မမာတာရွှေတွေအဲ့လောက်ရှင့် မြတင်တို့မန်းလေးပြောင်းနေမှာပေါ့ဟဲ့နင်တို့မယုံရင်ငါ့ကိုတတ်ပြီးတော့ဒါအိမ်မမှွေကြပြီတော့တခါတော့သူဖြစ်သူကိုလာဆောင်ကိုကြီးတော်ကြီးကဒီလိုပြောတော့ကိုလာဆောင်ကထရင်မှုမှုနဲ့သူ့ကြီးတော်အိမ်ကြီးပေါ်တက်မှွေဘူးတယ်တကယ့်ကိုဘာမှမတွေ့ရွှေတဲ့ငွေတဲ့မတွေ့တာထားဘရိုကိတ်လိုဘန်ကောက်လိုထမိန်နေတောင်ရှာမတွေ့ခဲ့ဟုတဆင့်စကားကြားခဲ့ရပါသည်အံ့တော့လဲအံ့စရာဒီပစ္စည်းတွေကြီးတော်ကြီးဘယ်မှများ ဖွဲ့ထားလိုက်ပါလေဆိုတာကလည်းနားမလည်နိုင်အောင်ဖြစ်ကြရသည်တချို့ကလည်းတနေရရာမှာတူးမြုပ်ထားတာနေမှာဟုခင်ကျင်းနဲ့ပြောကြတာလည်းရှိသည် ရွှေတဲ့ငွေတဲ့တူးမြုပ်တယ်ပဲထားပါအောင် ထမိန်တွေကဘာမြုပ်เสียလို့လို့လဲဒါကလည်းတွေးเสียအိမ်ပေါ်တို့ကိုလှဆောင်တက်မွေပြီးကြတဲ့ကြီးတော်ကြီးကကျွန်းလေကားကြီးဖြုတ်ပစ်လိုက်ခြင်းဖြစ်၏ပြီးတော့ခြံတောက်မှာတဲလေးတစ်လုံးထိုးပြီးရကန်းစင်ကလေးစင်ကတဲထဲမှာပဲနေခဲ့ခြင်းဖြစ်သည် ဒီတဲကလေးထဲမှာကြီးတော်ကျေးရခန်းခတ်ရင်နေလာခဲ့တာပဲနှစ်ပေါင်းမနေတော့ဘူးကြီးတော်ကျေးရခန်းထဲတွေကနာမည်တော့ရပါ යි မယောင်းရမရှိ အကျွေးပေးတော့လဲဆုံးသည်မရှိရခန်းကျွေးတော့ရအောင်တောင်းတတ်သည်တရက်နှစ်ရက်ဆိုင်မှာဆိုပြီးယူသွားရထဲဖို့လာမပေးရင်အလူအိမ်ထိလိုက်ကချုပ်ခိုင်းတော့တာမဟုတ်လားရွာလူကြုံလာလို့ကြီးတော်ကျေးတယောက်ရွာမှာဆုံးရှာပြီးအတန်ကြားတော့ကကျမမှာဝန်းနေလို့မဆုံးဖြစ်ရပါ යි ကျမမြင်ရတဲ့လောက်ကြီးတော့ကြီးခမညာတကူရေးတကာရရကန်းခတ်စားသည်ဘဝနှင့်ရိုးထုတ်သွားရှာတာမဟုတ်လားကြီးတော့ကြီးမှာပစ္စည်းတွေရှိတယ်ဆိုတာကလည်းကျမတို့မမီလိုက်လေတော့အကြားနဲ့ယုံခဲရတာမျိုးပဲရွာပြန်တိုင်းထမိန်ခါချက်ကြီးနဲ့ရကန်းတစ်ချောက်ချောက်ရက်နေတတ်သောအသက်80ကျော်အဖွားအိုကြီးတယောက်ဤပုံရိပ်ကိုကျမလွန်မိတနာမိရပါသည်အမေကတော့ရွာလူကြုံအကြီးအမကို ကြီးတော်ကြီးကြောင်းအဝေးကမေးရရှာ၏မြေကြီးကလေးကလည်းတဆန်းဆန်းမိဘအေးမရဲ့မမကြီးဆုံးတော့သူ့ပစ္စည်းတွေရှာကြဖွေကြသေးလားရှာကြပါတော်လှဆောင်တို့မိသေးတို့ရကန်းတဲကြီးဖြဲ့ပြီးမြေကြီးတူးကြည့်ကြတာပေါ့အတော်ကြီးနဲ့တဲ့တီတူးတာပဲလူတရက်တောင်ကြော်မလားပဲဘာတစည်းမှမတွေ့ဘူးတော်ကြီးကြီးတော်ကြီးအိပ်ရတဲ့လဲတဲ့ကြတော့ တူတူမအရင်နေတရောတော့ပါလာပြုစုကြတယ်။ဆံပြုတ်ကလေးဇုံခွန်ရင်သူဝဲထားသည့်ပစ္စည်းတွေကိုချော့ချက်မေးကြ၏။ဂျီတော်ကြီးကတော့ဘူးခါမြဲခါသည်ဆို၏။အကြီးအေးမဆက်ပြောတော့ဂျီတော်ကြီးအကြောင်းကစိတ်ဝင်စားစရာ။အကြီးကြီးဆုံးမနေ့ကရွာဦးဆရာတော်အကြောင်းကဥပိ္ပစင်းလေးတစ်ပါးကိုခေါ်လွတ်တယ်။ရွာကတော့လူတွေကိုမပေးခဲ့ခြင်းလို့ဆရာတော်ကိုလှူခဲ့လိမ့်မယ်လို့တွက်ကြတာပေါ့ဒါကလည်းကောင်းတဲ့ကိစ္စကို အကြီးကြီးကဝေဒနာခံစားနေရပေမဲ့တတိတစ်ချက်မလစ်ဘူးကျုပ်တို့ပြင်ညညလူမမာသွားဆောင်အိတ်ကြရတာရက်တွေမနေဘူးဦးပစင်ကလေးကြွလာတော့အကြီးကြီးကဘုတ်အုံနဲ့ခဲတံအယူခိုင်းတယ်သူ့နှုတ်ကရွတ်သမျှလိုက်မှတ်တော်မူပါဖရားလို့ရှောက်တော့ဦးပစင်ကလိုက်မှတ်တယ်လေးသန်းအောင်ရဲရဲပဲကြံတော့ရဲ့ဦးပစင်လေးကကြီးတော်ကျေးဘွားကူကောင်းစေရန်စိတ်မှချမ်းသာပါစေတော့ဆိုသည့်သဘောဖြင့်ကြီးတော်ကျေးအလိုကြ ဆောင်ရွက်ပေးတော်မူရှာပုံရပါသည်ကြီးတော်ကြီးကမျက်ဖူဖူကြီးလမ်းနေရင်းကမှားသည်ဆို၏ဦးစင်းရေးပါဖျားတောင်ရက်ကမမှတ်ကြီးဆောင်တထယ်ဘူး900တင်တော်ရွာကမဆန်ကျော်ပင်ဒီတုပ်က300ညောင်တူရွာကမတ်ကြီးခင်ထမိန်နှကွင်းက200ညောက်ရွာကအေးပုတပတ်ဆောင်ဘူး400တင်ရွာက ဂျီတော်ကြီးကသူ့ရက်ကန်းတဲ့ဘိုးနဲ့ငွေရိုးချကျွေးရစရာတွေရှိတာတွေတန်းစီအေးခိုင်းတဲ့သည်ထိုးထိုးသောရရန်ရှိသမျှငွေအလုံးကိုဦးပစင်းလေးကတာဝန်ခံတောင်းယူပြီးရွာချောင်းဆရာတော်ကိုလှူဒန်းပေးပါရန်မှာ၏ဦးပစင်းကလေးကရေဆက်ခွက်ကလေးတီးကရေဆက်ချလှူဒန်းစေပြီးတရားဟောတော့ဂျီတော်ကြီးကရေဆက်ချလိုက်သေးသည်ဆိုပါ၏မနက်ပိုင်း ရကန်းကျွေးငွေရိုးကျွေးကလေးတွေရေစက်ချလူပြီးညနေဆုံးတာပဲကျွေးတော့ကျွေးစအကုန်သူမမှတ်မိတတော်အန့်ချက်တော့အင်ဂျီရောဝိုင်းဂျီရောရောင်းပြီးရဟာကျိုးရကျိုးမှာတုံးဖို့လဲမှာခဲ့တဲ့အတွင်းပစ္စည်းဆိုတာများတော့ဖျားစုတစ်ချက်ဟမသွားပါအောင်တော့ဒီအေးစကားကိုနားထောင်ရင်ကကြီးတော်ကြီးပုံရိပ်တွေကိုကျမမျက်စိထဲပြန်မြင်အောင်လာမိပါပြီ ကျမကိုအိမ်တော်မပြုတ်လေနဲ့မှားခဲ့တော့ကြီးတော့ကြီးခမညာ။မကြီးအောင်ကိုမကြွေးခဲ့ရုံနဲ့မဟုတ်။သူ့ဟာသူလဲတိတိပပစားမသွားခဲ့ရှာပါ။ဆရာသိမ့်ဖေမြင့်ဤငါလင်းနဲ့ငါငွေကိုဖတ်ပြီးတိုင်းအသက်နှစ်လဲ၍ငွေကြေးဥစ္စာကိုကာကွယ်သွားခဲ့သောအကြီးစိမ့်နဲ့ကြီးတော်ကြီးကိုကျမအမြဲတမ်းနှိုင်းရှင်ကြည့်မိသည်။တစ်မျိုးစီတော့တစ်မျိုးစီကြီးတော်ကြီးကတော့ငါလင်းနဲ့ငါငွေကိုလဲခဲ့သူတော့မဟုတ်ရှာပါ။ ကြီးတော်ကြီးပိုင်ဆိုင်သမျှသောပစ္စည်းဥစ္စာတွေကိုသူတစ်ပါးအားမပေးရက်မလူရက်တာထားသူဆုံးမပြီးနောက်မှာတောင်ဘသူ့ကိုမှအတုံးမခံခဲ့သောစိတ်ကိုယ်သာကျွန်မအံ့ဩမိရပါသည်နှစ်တွေကြာခဲ့ပြီဖြစ်တော်လဲကြီးတော်ကြီးဤရွှေငွေလက်ဝတ်လက်စားဆိုတာတွေကိုခဏချိန်ထိဘသူမှမတွေ့ကြရသေးတာကတော့ထူးဆန်းလှပါ၏အကြီးစိန်ရောကြီးတော်ကြီးပါဘဝဤနောက်ဆုံးချိန်ထိသူတို့စိတ်ခံစားမှုအတိုင်း မြင်း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 ရက်တီသွားခဲ့ကြတော့မိမရွတ်ကြီးတွေပါလားလို့လဲကျွန်မတွေးမိရပါသည်တကယ်တော့ဝိထုတွေကဇက်ကောင်တွေဆိုတာကလည်းကျွန်မတို့နှစ်လက်တကမ်းမှာတကယ်ရှိနေကြတော့ပဂတိဘဝများဤနမိတ်ပုံတွေပဲမဟုတ်လားလောကတွေကထွက်ခွာသွားရသည့်တိုင်သူတစ်ပါးကောင်းရာကောင်းကျိုးမထားရက်ခဲနိုင်သူတွေကလည်းရှိနေကြတာပဲမဟုတ်ပါလား ခင်ခင်ထူအဆုံးထိနာတော်တာစင်ပေးလို့ဂျေဇူးအများကြီးတင်ပါတယ်ရှင်